င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မနေ့ပြန်ပြုလုပ်မဲ့ပြည်လုံးကျုပ်အတန်တိတ်တပိတ်မှာ ပြည်သူတွေပါဝင်ကြတဲ့ energy ဝန်ကြီးဒေါက်တာဇော်ဝေစုကတိုက်တွန်းပြည်ပဆိုင်ရာလူခွင့်ရင်းနေဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့ပြုလုပ်မယ်ပြည်လုံးကျုပ်အတန်တိတ်တပိတ်မှာပြည်သူတွေပါဝင်ကြတဲ့မြို့သားညွေဆွေရ energy ပြည်သူဝန်ကြီးချုပ်ရုံးဝန်ကြီးဒေါက်တာဇော်ဝေစုကတိုက်တွန်းလိုက်ပါတယ် ီဇင်ဘာလ10ရက်နေ့မနက်7:00နာရီကနေညနေ3:00နာရီထိအပြင်းမထွက်အတန်သိတဲ့ပိတ်မှာပြည်သူတွေပါဝင်ကြတဲ့တိုက်တွန်းလို့ကြောင်းအတန်သိတဲ့ပိတ်ရဲ့ရွေတောင်းဆိုချက်နေဖြင့်သမရအဝင်းမြင့်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ပါဝင်နိုင်ရေးအကျဉ်းသားတွေချက်ချင်းလွတ်မြောက်ရင်းစီယုတ်ဆွေအတွေ့အော်တရားမှုရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ရင်းစီယုတ်ဆွေအတ္တမစစ်မှုထမ်းဥပဒေကိုဆန့်ကျင်ဖြစ်ကြောင်းဒေါက်တာဇော်ဝေစုကဆိုပါတယ် Silence Day အပြင်မထွက်အတန်တပိတ်ဒီဇင်ဘာလ10ရက်နေ့မနက်7:00နာရီကနေညနေ3:00နာရီထိပြည်သူတွေအားလုံးပါဝင်ဆင်နေကြလို့ဒေါက်တာဇော်ဝင်စိုးကပြောတယ်။ ။အကြပ်ဖက်စစ်တပ်ကတန်တိတပိတ်ဖြစ်မျိုးကိုအလွန်စိုးရိမ်နေပြီးဈေးတွေဆိုင်နေအလောက်ယုံတဲ့ကုမ္ပဏီတွေမပိတ်ရန်ပိတ်ထားတဲ့ဆိုင်စီအလောက်ယုံတဲ့ကုမ္ပဏီကိုအရေးယူရန်ပြည်သူတွေပါဝင်တဲ့လမ်းပေါ်လှုံ့ဆော်မှုဈေးအောင်ပွဲတော်တွေကိုဆောင်ရွက်ရန်အမိန့်ညွှန်ကြားချက်တရက်ထုတ်ပြန်ထားတယ်။ကျန်းမာပါတီကလည်းအတန်တိပိတ်ကိုဖျက်ဆီးရဒီဇင်ဘာ10ရက်နေ့မဲဆွယ်စည်းရုံးသောလှုပ်ရှားမှုတွေကိုပါတီဝင်အင်အားအများအပြားနဲ့ဆောင်ရွက်ကျန်းဖို့ဘောကမြို့နယ်ကျန်းဖို့ပါတီရဲ့အမတ်လောင်းနေတံကိုညွှန်ကြားချက်ထုတ်ပြန်ပါတယ် ဆလဘီမော်တော်မျိုးကိုစစ်တပ်ကထိုးစစ်ဆင်ပြန်စုလဲမကြီးကိုတုံပြပြီးဆင်ရနဲ့လက်နက်ခဲအများအပြားဖြစ်တင်နေပြီးတိုက်ပွဲတွေပြင်းထန်လာနိုင်တနင်္သာရီတိုင်းမော်တော်မျိုးကိုဂျန်ဖက်စစ်တပ်ကထိုးစစ်ဆင်ပြန်စုလဲမကြီးကိုတုံပြပြီးဆင်ရနဲ့ခဲအများအပြားဖြစ်တင်နေပြီးတိုက်ပွဲတွေပြင်းထန်လာနိုင်ကြောင်းမြေခံပြည်သူ့ကာကွယ်ဘက်တာဝန်ရှိသူတွေကပြောပါတယ်ဒီဇင်ဘာလ10ရက်နေ့ကနေစတင်ပြီးဂျန်ဖက်စစ်တပ်ကမော်တော်မျိုးကိုပြန်လဲသိမ်းပိုင်နိုင်ရင်မြေကော်တောင်ပြန်စုလဲမကြီးကိုတုံပြပြီးဆင်ရနဲ့လက်လက်ခဲအများအပြားကိုဖြစ်တင်ကစစ်ကြောင်းနေတက်ပြန်ထားကြောင်းသိရတယ် ထို့သောဂျမ်ဘတ်စစ်တပ်ကအင်အားများပြဖြစ်တင်ထားတဲ့အတွင်တော်လိုင်းတစ်ဖွဲ့နဲ့စစ်ရေးတင်မာတွေကတိုက်ပွဲတွေပြင်းထန်လာနိုင်ကြောင်းလက်ရှိချိန်တွင်တစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနိုင်ခြင်းမရှိသေးသော်လည်းစစ်တပ်စစ်ကြောင်းနှင့်ရှင်ဆက်ဒိုးလာပါကတိုက်ပွဲတွေဖြစ်ပွားလာနိုင်ကြောင်းသိရသည်ထို့သောစီးရီးတင်မနေခြင်းကြောင့်ပြည်သူတွေအနေနဲ့ဒီဇင်ဘာလရှင်နေကနေစတင်ပြီးမိတ်ကွန်တောင်ပြည်တော်စုလမ်းပိုင်းကိုည6နာရီကနေမနေ့6နာရီအတွင်းလုံးဝဖြတ်တန်းသွားလာခြင်းမပြုလဲမြေခင်ပြည်သူ့ကာကွယ်ရေးဖွဲ့ကထုတ်ပြန်ပါတယ် စီခွေးတွေကမော်တော်မျိုးကိုပြန်နဲ့ထိန်ချုပ်နိုင်ဖို့အတွက်မြိတ်ကော်တောင်ပြောင်စုလမ်းပိုင်းကနေဆင်ရနဲ့လက်နဲ့ခဲနဲ့အမြောင်များပို့ဆောင်နေပါတယ်။ပြီးတော့စီခွေးစစ်ကြောင်းတွေကလည်းပြောင်စုလမ်းပိုင်းမှာတက်ပြန့်ထားတဲ့အဲ့လိုအခြေအနေကြောင့်တိုက်ပွဲကတေချာပေါက်ဖြစ်နိုင်တဲ့အခြေအနေပါ။ဒါကြောင့်ကျွန်တော်တို့ကဒီမိတ်ကော်တောင်ပြာစုလမ်းပိုင်းကိုမတုံဖို့ပိတ်လိုက်ရတာတိုက်ပွဲဖြစ်ပြီဆိုရင်နေရောညာအချိန်မြေဖြစ်နိုင်တာဆိုတော့လုံးဝအတုံးမပြင်းပို့ကောင်းနဲ့နောက်ပြီးလမ်းပိုင်းမှာစစ်ခွေကားတွေနဲ့ကပ်ပြီးတော့မလိုက်ပို့ပြောခြင်းနဲ့ နိုဝင်ဘာလ14ရက်နေ့မနေ့စောပိုင်းမှာမော်တော်မြို့ကတော်လိုင်းတပ်တွေကတင်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းမော်တော်မြို့သိမ်းတိုက်ပွဲက၃ရက်ခန့်သာကြာမြင့်ပြီး KNU KNN နဲ့ဥဆောင်မှုနဲ့အတူမော်တော်မြို့သိမ်းတိုက်ပွဲကို KNN နဲ့တပ်မလေးကတရင်200တရင်စတင် KNDU တရင်ခုနှစ်တရင်စနေ BBN နဲ့ FFD တို့ကပူးပေါင်းပောင်းရင်တင်ပိုက်ခဲ့ကြောင်းကျတော့မလေး၄၀ကျော်ဖန်စီတင်းနေရရှိခဲ့ပြီ၁၂၀မမအမြောက်နဲ့လည်း၁၂၀မမလက်နက်ကြီး G 189တောင်း .5 ဆက်တနက်တက်လက်60မမ3လက် RPG နဲ့လက်ငချင်းမီတက်လက်လက်နက်ငယ်36လက်နဲ့ တခြားလက်နက်ကပစ္စည်းသိမ်းစရာရှိခဲ့ပါတယ်။ဆက်လက်ပြီးတော့တောင်တမြွနယ်ကျေးရွာတွေကိုစစ်ကြောင်းထွန်းထွက်လာတဲ့စစ်တပ်စစ်ကြောင်းဇာပြတ်တိုက်ခိုက်မှုစစ်တပ်ကတိုက်ဆောင်ထိခိုက်မှုများပြားမန္တလေးတိုင်းတောင်တမြွနယ်ကျေးရွာတွေကိုစစ်ကြောင်းထွန်းထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းဇာပြတ်တိုက်ခိုက်ရမှာ စစ်သား၁၉နှစ်အသေးဆုံးကြောင့်မြေခေအမတ်တုံးတရင်ဒုတိယမကူမင်းသားကြီးကပြောတဲ့နိုဝင်ဘာ၂၈ရက်နေ့တောင်တာမြို့ပေါ်ကနေလက်သေးချင်းမြင့်တရဘက်ကိုဂျက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးလာကြောင်းသတင်းရရှိသဖြင့်မြင်းချန်ခေအမတ်တုံးတရင်မှာဒုတိယမကူမင်းသားကြီးဦးဆောင်တဲ့စစ်ကြောင်းနဲ့မာမိတ်တပ်ဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းစူပါတိုက်ခိုက်မှုတွင်ဂျက်ဖက်စစ်တပ်ကစစ်သား၁၀ဦးသေဆုံးတာထိခိုက်တယ်ရရှိသူရှိကြောင်းသိရတယ်။ ထို့နောက်ဂျပန်စစ်တပ်ကတာလွန်ရာနဲ့မြင့်တရာရှိပြည်သူနိုင်ချိုကိုမီရှိုဖျက်ဆီးခဲ့ကြောင်းဒီဇင်ဘာနေ့နေ့မှာလည်းတောင်တာမျိုးကနေစစ်တပ်ကမကြီးပင်တဲ့ရွာဘက်ကိုရဲအများပြဖြစ်စစ်ကြောင်းထိုးဝင်လာတဲ့ပြည်မြင်းချန်ကိုင်မဲ့တုံးတိုင်တက်ခွဲမှုငတွန်ဦးဆောင်တဲ့စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုက်ပွဲတွေစစ်တပ်ကအထိနာပြီးပဲခင်းကြောင်ရဘက်ကိုစစ်ကြောင်းတဝင်ရောက်လာပြည်သူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းထို့သောမီးရှို့နေစဉ်တွင်မြင်းချန်ခရိုင်မှတုံတဲအိမ်မှဒုတိယမူမင်းသားကြီးဦးဆောင်တဲ့စစ်ကြောင်းနဲ့မာမိတ်တွေကလက်နက်ကြီးလက်နက်ငယ်နဲ့ဝင်ရောက်ပစ်ခတ်ရာစစ်တပ်ကတောင်သာမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာခဲ့ကြောင်းစစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့်ပဲခင်းရွာကျော်ရှင်နေ90ကျော်မီးလောင်ပြကျခဲ့ကြောင်းသိရပါတယ်တော်လိုင်းတပ်တွေတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကစစ်သား9ဦးသေဆုံးကတော်လိုင်းရဲဘော်တွေအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ် စစ်ကွေးတင်စင်ကထပ်တင်ဆုံးတာမျိုးမကြားသေးပြည်သူတွေကိုဖမ်းဆီးခံရတာမျိုးမရှိဘူးလို့မြင်းချန်ခိုင်အမှတ်တုံးတန်ရဲ့တူတန်ရင်မကိုမင်းသားကြီးကပြောတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်မှာလာမယ့်ကာလတွင်ရေကောက်ပွဲကျင်းပနိုင်စစ်တပ်ကနေမြင်းရှင်းနေအမြင့်တက်ပြီးစစ်ကြောင်းထုတ်မှုတွေစက်တိုက်လှုပ်ဆောင်နေကြောင်းတော်လိုင်းသတင်းမြေပြောဆိုကြရသိရပါတယ်။ ဆလဘီဝန်ထမ်းတွေကိုအသက်ညင်ချိန်ကြောက်ခံမှုများရှိနေသဖြင့်အန်ယူဂျီဆွေရဲ့တစ်တော်ပဝင်ချင်းကဏ္ဍရဲ့တန်ဟန်ဇာတစီမံခန့်ခွဲမှုကိုရရရဆိုင်ကြောင်းကြေညာမြို့သားညွေဆွေရဲ့တန်ဟန်ဇာတနဲ့တဘာပဝင်ချင်းထိန်းသိမ်းဝင်ကြီးဌာနလောက်ရှိတစ်တော်ပဝင်ချင်းကဏ္ဍရဲ့တန်ဟန်ဇာတစီမံခန့်ခွဲမှုကဏ္ဍကနေဝန်ထမ်းတွေကိုအသက်ညင်ချိန်ကြောက်ခံမှုရှိနေသဖြင့်ဒီဇင်ဘာလ10ရက်နေ့ကနေစပြီးလုပ်ငန်းတော်ဝင်တွေရရရဆိုင်ကြောင်းကြေညာလိုက်ပါတယ် မြန်မာညွှန်ရေးဆိုတာဆုံးမနဲ့မြေတွင်တဘာသံဇာတာရင်းရှိတည်တန့်စဉ်ဒေတာတွင်လူမှုစီဝါခြေကံလိုအပ်ချက်အတွက်တဘာသံဇာတာမှာအထောက်ပံ့ဖြစ်စေရေးအခွင့်အရေးရရှိရို့ကိုဗတ်ဆောင်ထောက်ကနေထည့်သွင်းစဉ်းစားလျက်တန်ဇာတာစီမံအောင်ချုပ်မှုဆိုင်အကြာကာလရေးပေါ်လုံထုံးလုံနေတယ်အစိုးရဖွဲ့လမ်းညွှန်မှုအောက်မှာရေးဆွဲကျင့်သုံးလျက်ရှိပြီးတန်ဆာဒစီမံခန့်ခွဲမှုအရေးယူထိန်းသိမ်းစာနိုင်တဲ့အထိဝန်ကြီးဌာနစတင်ဖွဲ့စည်းကာလကနေစတင်ပြီးစမ်းစာမြင့်တင်မှုစင်းစင်ကိုတည်ဆောက်လာခဲ့ကြောင်းအန်ယူဂျီဆိုရကပြောဆိုထားပါတယ်။ ကြားကလိုက်ရေးပေါ်လုံးထုံးလုံးနေတဲ့ညီတင့်တဲ့တည်တော်ထက်ပစ္စည်းအစီမံခန့်ခွဲရမှာတရားမဝင်တင့်တဲ့တည်တော်ထက်ပစ္စည်းထုတ်လုပ်တဲ့စာမှုကိုစစ်စစ်ရေးယူခြင်းဒဏ်ကျေးကောက်ခံခြင်းဒေသတွင်အသုံးပြုမှုတို့အခွန်တန်းကျင်းနဲ့တည်ဆောင်ဝယ်ပြုခြင်းလုပ်ငန်းတွေမှာတော်လိုင်းကာလာချင်းတွေရဲရဲနဲ့လုံနေတဲ့ဌာနဖွဲ့စည်းပုံဝန်ထမ်းအင်အားစုဖွဲ့မှုဆက်ဆက်ဌာနဖွဲ့စည်းနဲ့ပေါင်းဆက်ဆောင်ရွက်တဲ့နိလန်တွေကိုအသုံးပြုပြီး2022ခုနှစ်ကနေ2025ခုနှစ်ဇူလိုင်လတည်းတော်လိုင်းဆွေရအတွက်ဗဏ္ဍာငွေရန်ပုံငွေရှာဖွေမှုကျပ်ဘီလီယံကျော်ရှာဖွေပေးနိုင်ခဲ့ကြောင်းသတိပေးပါတယ်။ ။ဝင်ကြီးဌာနလုပ်ငန်းတွေစနစ်ကြလက်ပတ်နိုင်အတွက်အင်အား80ရာခိုင်နှုန်းခန့်မှာအကြမ်းမဖက်အာဏာပိစံမှုမှပေါင်ရင်းလျက်ရှိကြတဲ့ဝင်ကြီးဌာနသည်ဒီမှာဝန်ထမ်းတွေရဲ့စေတနာဝန်ထမ်းတာဝန်ထမ်းဆောင်မှုနဲ့ဆိုင်လျက်ရှိလို့ဆိုပါရယ်။ ထို့သောပေါ်ပေါက်လာတဲ့အတွက်ဖြစ်စဉ်လိုက်ထိုက်တဲ့နဲ့ဖြစ်ရှင်မှုရရှိရန်ဝင်ကြီးဌာနတာဝန်ရှိသူတွေကအစိုးရဖွဲ့တွင်အဆင့်ဆင့်စ조사ညှိနှိုင်းဖြင့်ရှင်လုံဆောင်ခဲ့တော်လဲတိုးတက်မှုများရှိပဲဝင်ကြီးဌာနဝန်ထမ်းအနေနဲ့တင့်နေတည်တော်ထက်ပစ္စည်းစီမံအုပ်ချုပ်မှုလုပ်ငန်းတွေမှာပူပေါင်းဆောင်ရွက်လျက်ရှိအုပ်ချုပ်ရေးနဲ့လုံခြုံရေးဝန်ထမ်းတွေအတွက်စီမံခန့်ခွဲမှုအခက်အခဲနဲ့အနေအမကင်းတဲ့ခြေအနေတွေကိုဆက်လက်ကြုံတွေ့ခဲ့ရလို့ဆိုပါတယ်အစိုးရဖွဲ့နဲ့ပြည်သူ့အုပ်ချုပ်ရေးမှာ တည်ထောင်စာသားဆိုင်နီးပညာပိုင်းလိုအပ်ချက်ရှိပါကအကြံဉာဏ်ပေးအထောက်အကူပြုခြင်းနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်းလုပ်ငန်းတွေကိုသာဆက်လက်ဆောင်ရွက်တဲ့2025ခုနှစ်နိုဝင်ဘာ29ရက်နေ့မှာကျင်းပပြုလုပ်တဲ့တည်ထောင်နယ်ပတ်ဝန်းကျင်ရေးရာကဏ္ဍစီမံခန့်ခွဲမှုကော်မတီ20နှစ်မြင်ဆောင်2025အစည်းအဝေးမှာဆုံးဖြတ်အတည်ပြုခဲ့ကြောင်းသိရပါတယ်။ ဆလဘီကဏီမြို့နယ်ချင်းတွဲမြစ်တွင်ရှင်မှုဒရောရာကရုစိတ်ကန်နဲ့ကံပလက်မြို့နီကိုစစ်တပ်ကလင်းတဲ့ပုံစံတိုက်ခိုက်စကိုင်းတိုင်းကဏီမြို့နယ်ချင်းတွဲမြစ်တွင်ရှင်မှုဒရောရာကရုစိတ်ကန်ကိုစံဖက်စစ်လင်းရင်နဲ့ပုံစံတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူတွေကပြောပါတယ်ဒီစင်မှာကိုရဲနေမောလဲခဏိုက်ခက်မှာဂျပန်စစ်တပ်ကလင်းနဲ့ချင်းတွင်းမြစ်တွင်ရှင်မှုတော့ရကရိုစိတ်ကန်ကိုပုံကျတိုက်ခိုက်ပြီးရော့ကက်တွေနဲ့ပြစ်ခတ်ခြင်းဖြစ်ကြောင်းဂျပန်စစ်တပ်ပုံကျတိုက်ခိုက်မှုတွင်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရှိကဒဏ်ရာကျင်းနေမဆုံးရကြောင်းသိရတယ် လာတို့ဒီဇင်ဘာလ၄ရက်နေ့မိုးလနဲ့နိုင်ကန်ကလည်းစစ်တပ်ကကဏီမြို့နယ်ထောက်ချံကုန်းကြီးအနီးချင်းတွင်မြစ်စင်ကန်ကိုပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်ခြင်းဖြစ်ပြီးဂျာကော့ပတာ၂စီးတိုက်လင်း၂စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းပုံကျဲတိုက်ခိုက်မှုတွင်ပြည်သူနေအုပ်သိဆုံးက၁၄တစင်းမီလောက်ဖြစ်စီခဲ့ပါတယ်။ဒီဇင်ဘာလ9ရက်နေ့မိုးလဲ12:55မိနစ်ကမှကံပလက်မြို့နီကိုဂျမ်းမစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့တိုက်ခိုက်မှု၈ချိန်တိုက်ခိုက်ခဲ့ကြောင်းဆိုပါလေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုမရှိကြောင်းသိရပါတယ်။ ဆက်လက်ပြီးမြေပြင်စွန့်မှုထိန်းချုပ်နယ်မြေကိုလက်တွေ့ကျကျစီမံအောင်ဆောင်နိုင်အန်ယူဂျီကိုပြုပြင်ပြောင်းလဲလိုက်ပြီးဝင်ကြီးဌာန18ကုမ22ခုထိရောချကဌာနချုပ်ပေါင်းစည်းခြင်းဖြတ်သိမ်းခြင်းနဲ့လုံဆောင်လို့ဝင်ကြီးချုပ်ကပြောဒေါ်လိုင်းတက်တွေသိမ့်ပိုက်တိုင်းမြေပြင်စွန့်မှုထိန်းချုပ်နယ်မြေတွေကိုလက်တွေ့ကျကျစီမံအောင်ဆောင်နိုင်အန်ယူဂျီကိုပြုပြင်ပြောင်းလဲလိုက်ပြီးတော့ဝင်ကြီးဌာန18ခုကနေ22ခုထိရောချကဝင်ကြီးဌာနချုပ်ပေါင်းစည်းခြင်းဖြတ်သိမ်းခြင်းနဲ့လုံဆောင်လာကြအန်ယူဂျီဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောပါတယ် ်အန်ယူဂျန်ပြည်ပြင်ပြောင်းလဲနဲ့ပတ်သက်ပြီးပြည်သူတွေကိုဝင်ကြီးချုပ်ကထပ်ပါတိုင်းသိပေးပြောဆိုလာခြင်းဖြစ်ပြီးဝင်ကြီးဌာနတွေကိုပေါင်းစည်းခြင်းနဲ့ဖြတ်သိမ်းခြင်းတွေလှုပ်ဆောင်ခဲ့ခြင်းမှာဆိုရကိုတတိယရောက်တစ်ချက်လေးလေးဖြစ်စေရန်ဖြစ်ကြောင်း၎င်းကရှင်းပြရတယ်။အန်ယူဂျီနေနဲ့ဒိုင်းသတော်လိုင်းအရာဆွေနဲ့ဘူပေါင်းနိုင်ကြီးကျိုးပတ်နေကြောင်းလက်တော်ကန့်သက်များစွာရှိနေရကြောင်းပထမဆင့်အနေနဲ့သာအန်ယူဂျီပြည်ပြင်ပြောင်းလဲကိုဦးစားပေးဆောင်ရခဲ့ကြောင်းဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါရတယ်။ ။အန်ယူဂျီနေဖြင့်ဒုတိယအဆင့်တတိယအဆင့်ပြပြပြောင်းလဲတွေကိုဆက်လက်ဆံသွားမည်ဖြစ်ပြီးနောက်ဆုံးမှအတွင်ကူပြားရေးဆွေးနွေးတဲ့ကိုလည်းဖွဲ့စည်းသွားနိုင်ကြိုးပမ်းလျက်ရှိကြောင်းထုတ်ပြောရယ်။ဒုတိယအဆင့်ပြပြပြောင်းလဲလုပ်ငန်းစဉ်ကတော့အခုကြစ်ကြစ်လက်လက်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးဆွေးနွေးတဲ့တိုင်းဒေသလက်နက်ကိုင်အင်အားစုတွေရဲ့ကုစားပြမှုတွေကိုမပါဝင်နိုင်မဲ့ပြည်သူတွေမျှော်လင့်တောင်းတနေကြတဲ့အားကောင်းတဲ့ဆွေးနွေးတဲ့ဖွဲ့စည်းနိုင်မှုရည်ရွယ်ပါရယ်။ တတိယဆင့်ကတော့ Federal Democracy ပြည်ညံမှာလမ်းပြမြေပုံတိုင်းအကြမ်းဖက်ဆဲအစုကိုပြီးတိုင်ဖြုတ်ချပြီးနောက်အသင်ကူပြောင်းရေးဆွေးနွေးတဲ့ကိုဖွဲ့စည်းသွားနိုင်ဖို့ပဲဖြစ်ပါတယ်။ပြည်ပြင်ပြောင်းလဲလိုက်တဲ့ Energy ဆွေးရောက်ပွဲမှာသမရဝင်မြင်တဲ့နိုင်ငံတော်တိုင်ပင်ခံပေါ်ကုထောင်ဆန်းစုကြည်တို့ကနိုင်ငံတော်ကြီးကဲဆွေးရောက်ခေါင်းဆောင်တွေဖြင့်ဆက်လက်ပါဝင်တဲ့ရှိကြောင်းသိရပါပါတယ်ရှင်။နောက်ဆက်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။